ဘရူနိုကိုဆယ်ရည်နှစ်ပြောင်းရွှေ့ခြင်းနဲ့ရောင်းချပြီးအသင်းကိုပြန်လည်တည်ဆောက်တဲ့ United United နဲ့ဘရူနိုရဲ့လမ်းခွဲခြင်းကရောင်းရှိလို့လာပြီလားဒါဟာတဲနီဖန်တွေအတွက်တွေးလိုက်တိုင်းရင်းနှင်းနိုင်ရမယ့်ကိစ္စဖြစ်နေပါပါအနည်းဆုံးတော့ဘရူနိုက United မှာစူပလာနေကိုင်းမြောက်သွားတာကိုတင်းနေပြည်သက်တွေမြင်ကျင်ကြမှာဖြစ်ပါရင်ဒါပေမဲ့လက်ရှိနေသားကဘရူနိုနဲ့ United တို့လမ်းခွဲသင့်ပြီလားလို့အလင်းနဲ့တွေးရမယ့်ကာလကိုရောက်ရှိလို့လာခဲ့တာပါ ရိုနိုဆိုရာလက်ရှိဒီဘက်ခေရှရှပါပါခဏဝင်နောက်ဆုံးစေစုနေအကောင်းဆုံးခေါ်ယူမှုဆိုင်လက်ဖာဂူဆန်ခေမှာသာကစားခဲ့ရင်တမိုင်းဝင်မှတ်တမ်းအောင်မြင်မှုများစွာကိုရနိုင်မယ်သူဖြစ်ပါတယ် ဒါပေမဲ့စိတ်မကောင်းစရာကောင်းစွာနဲ့ပဲဘရူနိုဟာသူ့ရဲ့အကောင်းဆုံးအချိန်တွေကို United အသင်းရဲ့အញ្ញံဆုံးအချိန်တွေမှာပေးဆက်လိုက်ရတာပဲဖြစ်ပါတယ်။အခုတော့ဘရူနိုကို United ပရိသတ်တွေနှုတ်ဆက်ရနိုင်ခြင်းရှိနေပါပြီ။ဘရူနိုရဲ့အသက်အရွယ်က32နှစ်ရှိနေပြီဖြစ်တဲ့အတွက်ဒါသဘောတဘာဝအရလာမယ့်နှစ်တွေမှာခြေကျလာတော့မှာဖြစ်ပါတယ်။ဒါအပြင်ဘရူနိုကိုအခုနေရောင်းမယ်ဆိုရင် ပြောင်းရွှေ့ခြင်းပေါင်တန်းတရာကျော်ရမှာကလည်းစဉ်းစားစရာဖြစ်လာစေတာပါ။ တပတ်မှာဘရူနိုကိုရိုင်းအတွက်ဆိုရင်လည်းလောကလာဆာပေါင်တန်းနေအောင်ဆိုတာကလည်းမတ်လောက်စရာအနေထားဖြစ်နေတာဖြစ်ပါတယ်ဘရူနိုကိုရိုင်းကလည်းလက်ရှိ United ရဲ့အခြေအနေတွေကိုနားလည်သဘောပေါက်ထားပြီးအသင်းဘက်ကသာပြောင်းချွေခြင်းလိုအပ်လို့သူ့ကိုရောင်းချခဲ့ရင်လက်သင့်ခံသွားမှာပါလို့အဖြေပေးထားတာဖြစ်ပါတယ် လက်ရှိမှာဘရူနိုကိုခေါ်ယူဖို့ဆွေးနွေးနေတာက Sorry Pro League ARG Club အဟိလေအသင်းဖြစ်ပြီးပြောင်းရွှေ့ခြင်းပေါင်တန်းတင်ရတဲ့ United ကိုကန်လန်းထားတာဖြစ်ပါရင်ဘရူနိုကိုလည်း၃နှစ်စာချုပ်အတွက်လောက်ခလားစာမလောက်စရာပေါင်တန်းတင်ရအထိကန်လန်းထားတာပါ။အသက်30ကျော်အရွယ်ကစားမတူကိုပေါင်တန်းတင်ရတဲ့ရောင်းချခွင့်ရှိနေတာဟာထမ်းမရနိုင်တော့တဲ့ခွင့်ရေးဖြစ်ပါရင်လက်ရှိမှာဘရူနိုရဲ့အချင်းဖြစ်သူမေကွဲပင်ဟိုက Sorry အိုင်ပြနိုင်ငံရဲ့မြို့တော်ရေးရက်ကိုရောင်းရှိနေပြီးအဟိလေအသင်းကတာဝန်ရှိသူတွေနဲ့ 4 season အမေရှိခေါင်တင်မှာတွေ့ဆုံဆွေးနွေးနေခဲ့ပါတယ်။ဒါဟာကစားမဘက်ကလည်းထွက်မယ်ဆိုတဲ့သဘောပါပဲ။ United တို့ Bruno ကိုရောင်းချသင့်နေတာတော့အမှန်ပါပဲ။ဒါဟာအသင်းရဲ့ Super Star ကစားမတူကိုရင်းပြီးနောက်ထပ်ထောက်တိုင်3ယောက်လောက်ကိုပြန်အားပြေလို့ရပါတယ်။ဒါမျိုးကိုလည်းဘောအသင်းကလုတ်ခဲ့ပို့ပြီး Coutinho ကို Barcelona အသင်းထံစနေနေ့ပြောင်းရွှေ့ခြင်းနဲ့ရောင်းချက Van Dijk အလီဆင်အစားရှိတဲ့အသင်းရဲ့ထောက်တိုင်ဖြစ်လာမဲ့ကစားမတွေကိုအားပြေခဲ့တာဖြစ်ပါတယ်။ United အနေနဲ့ဒီလိုအားပြေမှုတွေကိုလုံဆောင်သင့်တာဖြစ်ပါတယ်။ United ဟာအားပြေနိုင်မှုရရှေ့လည်နောက်လိုအပ်နေတာကြောင့် budget ကလည်းလုံးနေပြန်ပါတယ်။ဒီအချိန်မှာလာမယ့်နှစ်တွေမှာအသက်လည်းရောင်းပြောင်းရွှေ့ င်ခြေလဲကြခြေကလည်းအခုလောက်အထိကောင်းချင်မှာကောင်းနိုင်တော့မယ့်ဘရူနိုကိုဆက်ထားမယ့်အစားရောင်းထုတ်ပြီးကစားမသတင်းနဲ့ပြန်အားဖြည့်တာကတင်တော်ပါပါဒေဗော်မီနီကကွယ်လွတ်နိုင်ပေမဲ့ဘရူနိုကိုရောင်းမှသာ United တို့တိုက်စစ်မှုနဲ့ အားထက်ဖြစ်နိုင်မှာဖြစ်ပါရင်လက်ရှိမှာတော့အာဆင်နယ်အသင်းဟာဘီဂျမင်ဆာကိုကိုခေါ်ယူနိုင်တော့မှာဖြစ်တဲ့အတွက်ပီတာဂျိုကာရက်ကိုလက်လျှော့လိုက်ပြီးဖြစ်ပါရင်ဒါကြောင့် United အနေနဲ့ဂျိုကာရက်ကိုစူးစမ်းလို့ရနေပါပြီပြောင်းရွှေ့ကြီးကလည်းပေါင်55သန်းဝင်းကျင်သာရှိတော့ပါကစားမကလည်းအာမိုရင်ရဲ့တပည့်ရင်းဖြစ်တာကြောင့်တေးချာသာတိမ့်သွင်းနိုင်မယ်ဆိုရင်ပြောင်းလာနိုင်ပါတယ်။ဂျိုကာရဲ့အသေးပဲရအောင်လက်ရှိခြေစွမ်းရပါပေါ်တူဂီမှာစက္ကန့်တင်းတဲ့အနေထားမဟုတ်တော့ဘူးဖြစ်ပါတယ်။ United သာကြိုးစားရင်ရလာနိုင်ပါတယ်။ United ပြိုင်တဲ့တွေကရောဘရူနိုကိုရောင်းချတင်ပြီးထင်လား။ comment မှာ match ချက်ပေးသွားလို့ရပါတယ်။ ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ပါပဲခင်ဗျာနောက်ဗီဒီယိုတွေမှာလည်းအကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်လာရောက်ကြည့်ရှုကြဖို့ဖိတ်ခေါ်ပါရစေကျွန်တော်တို့ရဲ့ page လေးကိုလည်း like and follow လေးမနစ်ရသေးဘူးဆိုရင်နှိပ်သွားပေးကြဖို့တောင်းဆိုပါရစေခင်ဗျာအဆုံးနေကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ